အလုံးမင်္ဂလာပါခင်ဗျာ Daily Rose Computer မှာကြိုဆိုပါတယ်ကျွန်တော်ဟမင်းနိုင်ပါဒီနေ့ကျွန်တော်သင်ကြားပေးခြင်းတဲ့သင်ခန်းစာလေးက Microsoft Excel မှာအရင်ကအသုံးဝင်တဲ့ shortcut ၃ခုကိုကျွန်တော်သင်ကြားပေးခြင်းတာဖြစ်ပါတယ်ဒီခု shortcut လေး၃ခုကအရင်ကလွယ်ကူရရှင်းပြီးတော့မှလုပ်ငန်းခွင်မှာတကယ်ကိုထိရောက်မြန်ဆန်စေတဲ့အရာလေးတွေဖြစ်ပါတယ်ဒါကြောင့်မလို့ဒါလေးတွေကိုကျွန်တော်ဥပမာလေးနဲ့တကွာသင်ချာလေးရှင်းပြပေးသွားပါမယ်ပထမဆုံးနံပါတ်1 shortcut လေးကနေစပြီးတော့မှလေ့လာပါမယ်ဒါမှမဟုတ်ကျွန်တော်ဒီမှာဆိုရင်ဒီဒီစင်းစရာတခုရှိတယ်ပေါ့နော် ဟုတ်ပြီအဲ့ခါမှာကျွန်တော်နံပါတ်1 shortcut ကဘယ်လိုခါမှတုံးတာလဲဆိုတော့ကျွန်တော်ရဲ့ဒီလိုမျိုး data စင်းရားတွေအဲ့ထဲမှာကျွန်တော်လုပ်တဲ့ခါလေးမှာကျွန်တော်စင်းရင်းထဲမှာတစ်ခါတည်းရံမှာကျွန်တော်တို့ကပေါ့နော် colony row တွေကိုကျွန်တော်တို့မလိုအပ်လို့ခဏလေးဖယ်ထားခြင်းတဲ့အရာမျိုးတွေဆိုအများနဲ့ရှိတတ်ပါတယ်။လောကကိုအပြီးဖြတ်ထားတာမဟုတ်ဘူးပေါ့နော်။တစ်ချိန်မှာကိုပြန်သုံးခြင်းတဲ့ခါမှာပြန်ပြီးတော့ပေါ်ပြီးတော့သုံးမယ်။ဘယ်လိုခြင်းတဲ့အခါမှာတော့ခဏလေးသူ့ကိုပိတ်ထားခြင်းတယ်ပေါ့နော်။ခဏလေး hide လုပ်ထားခြင်းတယ်။ အလွတ်ခံမျိုးမှာကျွန်တော်ဘယ်လိုမျိုးလုပ်ရမလဲပေါ့ပုံမှန်တိုင်းဆိုကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ဥပမာကျွန်တော်ဒီစင်ရင်စရာတေးပဲရည်ထဲမှာဆိုရင်ဒီမှာကျွန်တော် day ဆိုတဲ့ column လေးရှိတယ်ပေါ့နော်ဒီ day column ကိုကျွန်တော်ခဏလေးမလိုချင်ဖွက်ထားခြင်းလဲဆိုပါဆိုတော့ high လောက်ထားခြင်းနဲ့ဒါဆိုကျွန်တော်ခဏလေး high လောက်ထားဖို့အတွက်ဘယ်လိုလုပ်ရမလဲဆိုတော့ပုံမှန်တိုင်းဆိုကျွန်တော်ကဒီ column e ပေါ့နော်ဒီ day ဆိုတဲ့ column e လေးပေါ်မှာကျွန်တော် mouse ကနေပြီးတော့မှ right click တစ်ချက်နှိပ်လိုက်ပါတယ်ပြီးရင်ကျွန်တော်ဒီအောက်လေးမှာ height ဆိုတာလေးရှိရနော်ဒါလေးကိုတစ်ချက်လေးနှိပ်လိုက်ပါတယ် ဒါကြကျွန်တော်တို့ရဲ့အခုနာက height ဆိုတဲ့ column လေး sorry ကျွန်တော်ဒီ day ဆိုတဲ့ column လေးခဏလေး height လောက်သွားတာပျောက်သွားတာကိုတွေ့ရလိမ့်မယ်နော်ပျောက်သွားတာလုံအောင်ပြတ်သွားတာတော့မဟုတ်ဘူးကိုပြန်ပေါ်ခြင်းတဲ့ခါမှာပြန်ပြီးတော့အချိန်မီပြန်ဖောက်လို့ရပါတယ်ပြန်ဖောက်ခြင်းနဲ့ဆိုရင်လည်းကျွန်တော်လွယ်လွယ်လေးပဲကိုဖောက်ခြင်းနာကဒီမှာ column E လေးကပျောက်သွားပြီအဲ့ခါမှာကျွန်တော်ကဒီမှာ column D နဲ့ column F ပဲကြားထဲမှာပျောက်သွားတာဖြစ်တဲ့အတွက်ဒီ column D နဲ့ column F ကိုကျွန်တော်ဒီမှာ mouse ကနေ click ပြီးတော့မှဒီလို selection ပေးလိုက်တယ်ပေါ့နော် selection ပေးလိုက်ပြီးတော့မှကျွန်တော်တို့ဒီပေါ်မှာသွားပြီးတော့မှ mouse ကနေပြီးတော့မှ right click ပေါ့နော်အဲ့ဒီပေါ်မှာ mouse ကနေ right click နေလိုက်ပြီးတော့မှကျွန်တော်ဒီအောက်ဆုံးလေးမှာပြန်ပြီးဖော်ချင်တာမလို့ unhide ဆိုလိရှိရယ်ဒါလေးကိုတစ်ချက်လေးနေပြီးလိုက်မယ်ဆိုရင်ကျွန်တော်ပြန်ပြီးတော့ပေါ်လာတယ်နော်ဒီမှာ day ဆိုပြီးတော့မှကျွန်တော်ပြန်ပြီးတော့မှ column e လေးပြန်ပြီးတော့ပေါ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါတော့ပုံမှန်အားဖြင့်လောက်တာပေါ့အဲ့လိုပဲကျွန်တော်တို့ column တွေကိုဖြောက်တာပေါ်တာလုပ်တဲ့အခါမျိုးမှာလုပ်ရလုပ်ရတဲ့လိုမျိုးပဲကျွန်တော် row တွေကလည်းလိုအပ်တဲ့အခါမျိုးမှာတုံးရရပေါ့နော် ဥပမာကျွန်တော်ဒီမှာဆိုရင်လေ row number 1ပေါ့နော်ဒီ row number 1ကိုကျွန်တော်ခဏလေးဖြောက်ထားခြင်းလေဆိုပါဆိုအဲကျွန်တော်ပုံမှန်တိုင်းဆိုရင်ကျွန်တော်ဒီမှာ row number 1ကိုဖြောက်ထားမယ်ဆိုရင် row number 1ကဒီမှာ row number 3ဆိုတဲ့ကောင်လေးပေါ်မှာရှိရနော် row number 1နဲ့တန်တန်မှာရှိတဲ့ row လေးပေါ်မှာကျွန်တော် mouse ကနေပြီးတော့မှဒီမှာ click တစ်ချက်နှိပ်မယ်ဒီ row လေးကိုကို hide လောက်မှာမလို့ဒီ row ပေါ်မှာကျွန်တော်က mouse ကနေပြီးတော့မှ right click တစ်ချက်နှိပ်လိုက်ပါတယ်ဒါပြပြဆိုရလဲကျွန်တော်ဒီမှာ hide ဆိုတာလေးရှိရဲပေါ့နော်ကျွန်တော် hide လုံးမှာမလို့ဒီမှာ hide ဆိုတာလေးကိုတစ်ချက်လေးနှိပ်ပြလိုက်ပါမယ် ဒါကြတော့ဒီမှာအဲ့ဒီ number 1ဆိုတဲ့ rule လေးကခဏလေးတောက်သွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ပြန်ပြီးတော့မှ follow ကျင်နေဆိုရင်လည်းအဲ့လိုပါပဲ။ကိုနေတဲ့ rule number 1လေးကတောက်သွားပြီဆိုရင်ကျွန်တော်ကဒီမှာဒီနှစ်ခုပေါ့နော်အပေါ်ကကောင်းတဲ့အောက်ကကောင်းလေးဒီမှာနှစ်ခုကိုကျွန်တော်ဒီမှာ selection ပေးလိုက်ပါတယ်။ပြီးသွားပြီဆိုတာနဲ့ကျွန်တော်ဒီပေါ်မှာ mouse ကနေပြီးတော့မှ right click နှိပ်ပါတယ်။ ပြီးရင်ကျွန်တော်ဒီအောက်ဆုံးမိမှာ enhancer လေးရှိရယ်နော်ဒါလေးကိုပြန်ပြီးတော့မှနှိပ်ပြလိုက်မယ်ဆိုရင်ကျွန်တော်ပြန်ပြီးတော့မှဒီမှာ row number 1လေးဒီကောင်လေးပြန်ပြီးတော့မှပေါ်လာတာကိုတွေ့ရမှာဖြစ်တယ်ပေါ့ဒါပုံမှန်အားဖြင့်လောက်တာပါအဲ့လိုမျိုးကျွန်တော်လုပ်နေမယ်ဆိုရင်ကျတော့ကောင်းတော့ကောင်းလည်းတက်ပြီးမှအချိန်ကြာတာပေါ့နော်အဲ့လိုမျိုးကဒီ shortcut လေးကိုတောင်းပြီးတော့မှလောက်လိုက်မယ်ဆိုရင်ကျတော့မြန်မြန်စတန်လေးနဲ့မှပို့ပြီးတော့မှအချိန်ကိုကုန်တာတတ်တာစီပါတယ်အဲ့ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်ဒီမှာပထမဆုံးကျွန်တော်ဒီမှာ column ကို hide လုပ်ကြည့်အောင်နော်ဒီမှာ day ဆိုတဲ့ column ကိုကျွန်တော် hide လုပ်မယ် အဲ့ဒါကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီ day 3 column လေးကိုကျွန်တော်ဒီမှာ click တစ်ချက်နေပြီးတော့မှ selection ပေးလိုက်ပါမယ်။ပြီးရင်ကျွန်တော်ဒါလေးကို hide လုပ်ဖို့အတွက်ကျွန်တော်တို့ keyboard ကနေပြီးတော့မှ control နဲ့0နဲ့ကိုတွဲပြီးတော့မှနှိပ်ရမှာဖြစ်ပါတယ်။ control ရဲ့0ရဲ့ကိုနှိပ်လိုက်ပါတယ်။ဒါဆိုရင်ကြည့်လိုက်ပါကျွန်တော်ရဲ့အဲ့ဒီ day 3 column လေး column number e လေးတစ်ခါတည်းနဲ့ပျောက်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီ။ကျွန်တော်ဒါလေးကို control cell လေးနဲ့ပြန်ပြီးသွားလိုက်မယ်နော်။နောက်ပြန်သွားလိုက်မယ်။ ဟုတ်ပြီအဲ့ခါမှာကျွန်တော်ဒါ column တစ်ခုတည်းကိုလောက်တာနော်တကယ်လို့က column နှစ်ခုသုံးခုလောက်ချင်နေဆိုရင်အတူတူပါပဲခွာဒီမှာ column E ပေါ့နော် day column ကနေပြီးတော့မှဒီမှာ product နှစ်ခုလောက်ကိုဆိုရင်ကျွန်တော်နှစ်ခုလောက်ကို selection ပေးမယ်ဒါမှမဟုတ်ကွာဒီမှာ day ကနေပြီးတော့မှ price d ဆိုရင်ဒီမှာ price d ကျွန်တော်သုံးခုစလုံးကို selection ပေးမယ်။ကုလုံးချင်းတနာကို selection ပေးလို့ရပါတယ်။ပြီးရင်ဒါလေးကိုကျွန်တော် highlight ချင်တယ်ဆိုရင်ကျတော့ကျွန်တော်ဒီမှာ keyboard ကနေပြီးတော့မှ control နဲ့0နဲ့ကိုတွဲပြီးတော့မှနှိပ်ချလိုက်ပါ။ဒါဆိုရင်ကျွန်တော်တို့ excel ထဲလောက်ထားတဲ့ column သုံးခုစလုံးတစ်ခါတည်းနဲ့ hide ဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဟုတ်ပြီဒီတိုင်းကျွန်တော် row ကိုလည်းအလိုပဲเนาะ row ကိုလည်းကျွန်တော်လုပ်ချင်တယ်ဆိုရင်ဥပမာကျွန်တော်ဒီမှာ row number 1ကိုကျွန်တော်လုပ်ချင်တယ်အဲကျွန်တော် row number 1လေးကိုဒီမှာ click ထောက်ပြီးတော့မှ selection ပေးလိုက်ပါတယ်ပြီးရင်ကျွန်တော်ဒါလေးကို hide လုပ်ဖို့အတွက်ဆိုရင်ကြတော့သူ့ကိုကျွန်တော်ဘယ်လိုသုံးရလဲဆိုတော့ keyboard ကနေပြီးတော့မှ control နဲ့ number 9နဲ့ကိုတွဲပြီးတော့မှနှိပ်ရတာဖြစ်ပါတယ် keyboard ကနေ control ရဲ့9ရဲ့ကိုတွဲပြီးတော့နှိပ်ချလိုက်မယ်ဆိုတာ ਨੇ အဲ့ဒီ number 1ဆိုတဲ့အကွက်ဒီဒီ row တစ်ကြောင်းလုံးလေးပြောက်သွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ဒီမှာ control set နဲ့ပြန်သွားလိုက်မယ် ယလုကားရိုးကိုတခုတည်းမဟုတ်ဘူးတခုတည်းပို့ပြီးအများကြီးလှုပ်ရှင်နေဆိုရင်လည်းအတူတူပဲเนาะကိုနေတဲ့ဒီမှာဒီ number 1ကော number 2ရော number 3ရောဒီ3ခုစလုံးကိုကျွန်တော် highlight လုပ်ရှင်နေဆိုပါစို့အဲ့ဒီကွာဒီမှာ row number 1 2 3ဒီမှာ3ခုစလုံးကိုကျွန်တော် selection တခါတည်းပေးလိုက်မယ်ပြီးပြီဆိုတာနဲ့ကျွန်တော်ကီးဘုတ်ကနေ control နဲ့9နဲ့ကိုတွဲပြီးတော့မှနှိပ်ချလိုက်ပြီဆိုတာနဲ့အဲ့ဒီ row 3ခုစလုံးတစ်ခါတည်းနဲ့ပျောက်သွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီဒါဆိုကျွန်တော်က column ကိုလည်းဖြောက်တက်သွားပြီ row ကိုလည်းဖြောက်တက်သွားပြီပေါ့နော်။ ပြန်ပြီးတော့ပေါ်ကျနေတဲ့ဆိုရင်ဘယ်လိုပြန်ပေါ်ရမလဲအဲ့ခါမှာဆွမ်းနာကလည်းမျိုး red click နေပြီးတော့ unhide တွေပါလုံနေမှာဆိုရင်အချိန်ကြာပါတယ်ဒါကြောင့်မလို့ကျွန်တော်က shortcut နဲ့ပဲပြန်ပြီးတော့ပေါ်မယ်ပေါ့နော်အဲ့လိုပြန်ပေါ်ဖို့အတွက်ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ရဲ့ data ကိုအရင်ဆုံးကျွန်တော်တို့ရိ control a ကိုနှိပ်လိုက်ပြီးတော့မှ data အားလုံးကိုကျွန်တော် selection ပေးလိုက်ပါမယ်ပြီးပြီးဆိုတော့ねကျွန်တော်တို့က column တွေပြန်ပြီးပေါ်ကျနေတယ်ဆိုပါဆို column ကိုဘယ်လိုပြန်ပေါ်ရမလဲဆိုတော့ကျွန်တော်တို့ keyboard ကနေပြီးတော့မှ order ရယ် h ရယ် o ရယ် ယူရဲ့အလီရဲ့ကိုနှိပ်သွားရမှာဖြစ်ပါတယ်။အားလုံးကိုတပြိုင်တည်းတည်းနဲ့လက်တွေအများကြီးနေရတာမဟုတ်ဘူးပေါ့နော်။ကတစ်စုံလေးနေနှိပ်သွားလိုက်လို့ရပါတယ်။ order ကိုတစ်ချက်နှိပ်မယ်ပြီးတော့မှ h ကိုနှိပ်မယ်ပြီးတော့ o ကိုနှိပ်မယ်ပြီးတော့ u ကိုနှိပ်မယ် l ကိုနှိပ်မယ်နော်။တစ်လုံးချင်းနှိပ်သွားလိုက်လို့ရပါတယ်။ကျွန်တော်နှိပ်လိုက်မယ်။ o h u l ဆိုပြီးနှိပ်ချလိုက်ပါတယ်။ ဒီခါမှာကြည့်လိုက်ပါကျွန်တော်ခုနကပြောင်းနေတယ်ဒီမှာ day ရောเนาะ product ကော price ကော၃ခုစလုံးတစ်ခါနဲ့ပြန်ပြီးတော့မှ column ၃ခုစလုံးပြန်ပြီးတော့ပေါ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော် column ကိုအရင်ဆုံးဖော်လိုက်တာပေါ့เนาะလုပ်ငန်းခွင်အတွက် Microsoft Excel ကိုအခြေခံမှစတင်ပြီးအစင်းမြင့်ထိကျွမ်းကျင်စွာတက်မြောက်လို့သူများအတွက် Excel Special Online Class တွေကိုတက်ရောက်နိုင်ပါတယ် Excel Special Online Class တွေမှာလုပ်ငန်းနဲ့ပတ်တိုင်းမှာမတိမဖြစ်တည်ထားရမယ့် Microsoft Excel ရဲ့အခြေခံ feature အသုံးပြုပုံတွေအရင်ကိုအသုံးဝင်တဲ့ Microsoft Excel ရဲ့ formula function အသုံးပြုပုံတွေနဲ့ advanced feature ား advanced formula function တွေ pivot table တွေကိုတနေရာထဲမှာစုံလင်စွာနဲ့စနစ်တကျသင်ကြားရမှာဖြစ်ပါတယ်။သင်ခန်းစာဗီဒီယိုပေါင်းတရာကျော်ကို Telegram channel နဲ့ Facebook private group တို့မှာအစဉ်ပြေစွာဖြင့်စနစ်တကျလေ့လာသင်ကြားရမှာဖြစ်ပါတယ်။မူလသင်တန်းကြီး6900ကျပ်အစားယခုလအတွင်းမှာအထူးသင်တန်းကြီး3000ကျပ်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးသင်တန်းကြီးတွေကရေကန်တက်လေးတည်းရှိတာမို့သင်တန်းကိုအမြဲတမ်းတက်ရောက်ဖို့ကိုဖိတ်ခေါ်အပ်ပါရခင်ဗျာ။ ပြီးတော့ကျွန်တော် row ကိုလည်းပြန်ဖော်ခြင်းနဲ့ row ဖော်ဖို့အတွက်လည်းအလိုပဲကျွန်တော်ဘာလို့သုံးရမလဲဆိုတော့ keyboard ကနေပြီးတော့မှ control ရယ် shift ရယ်နံပါတ်9ရယ်ကိုတွဲပြီးတော့မှနှိပ်ရမှာဖြစ်ပါတယ် control shift 9ပေါ့နော်ဟုတ်ပြီအခါမှကျွန်တော်နှိပ်လိုက်ပါမယ် control ရယ် shift ရယ်ကိုကျွန်တော်ဒီမှာဖိထားလိုက်ပြီးတော့9ကိုနှိပ်ချလိုက်တယ် โอเคဒါဆိုရင်ကြည့်လိုက်ပါကျွန်တော်တို့ရဲ့ခုနကပြောင်းနေတဲ့ rule တွေဖြစ်တဲ့ rule ဒီမှာ1 2 3ဆိုတဲ့ဒီ၃ခုစလုံး rule တွေအားလုံးပြင်ပြီးတော့မှတစ်ခါတည်းနဲ့ပေါ်လာတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့ကျွန်တော်တို့ဒီ column တွေ row တွေကိုဘယ်လိုမျိုးကိုဖျောက်ချင်တဲ့အခါမှာ hide ဘယ်လိုလုပ်ရမလဲပြန်ပြီးတော့မှပေါ်ချင်တဲ့အခါမှာဆိုရင်ဘယ်လိုမျိုး unhide လုပ်ရမလဲဆိုတော့ကျွန်တော်တို့ number 1 shortcut လေးနဲ့လေ့လာခဲ့တာဖြစ်ပါတယ်ဒီ number 1 shortcut လေးကလည်းလောက်ကိုယူရှင်းပြီးတော့မှတကယ်ကိုအသုံးဝင်တဲ့ shortcut လေးတွေဖြစ်ပါတယ်ဒါလေးကိုကျွန်တော်တို့နားလည်သွားပြီဆိုရင်တော့နောက်ထပ် number 2 shortcut လေးကိုဆက်လက်ပြီးတော့မှလေ့လာမှာဖြစ်ပါတယ် အဲ့ကျွန်တော်ဒီဘက်ကဥပမာလေးတစ်ခုကိုတားလိုက်မယ်နော်ဟုတ်ပြီဒီဥပမာလေးမှာတော့ကျွန်တော်ဒီမှာစဉ်းစားလေးတစ်ခုရှိပါတယ်အဲ့ခါမှာကျွန်တော်နံပါတ်1ကိုဘယ်လိုနေရာမှာတုံးချင်တာလဲဆိုတော့ဥပမာကျွန်တော်ရဲ့ဒီမှာရှိတဲ့ကျွန်တော်ရဲ့ data စင်စရာရဲ့အပေါ်လေးမှာကျွန်တော်ခေါင်းစဉ်လေးတစ်ခုတက်ချင်တယ်ပေါ့နော်။ဒါလေးကဥပမာကျွန်တော်က April လအတွက် data လေးပဲဆိုပါစို့ အဲ့တော့ကျွန်တော်ဒီစင်းစရာလေးရဲ့အပေါ်လေးမှာ April data ဆိုပြီးကျွန်တော်တက်ချင်တယ်နော်ဥပမာပြောတာပါ။ဟုတ်ပြီအဲ့ခါမှာကျွန်တော်ဒီကိုတက်ချင်တဲ့ data တခုဒီမှာကောင်းစင်တခုတက်ချင်တယ်။အဲ့လိုကောင်းစင်တက်ဖို့တော့ကျွန်တော်ကပုံမှန်တိုင်းဆိုရင်ဒီမှာထိတ်ဆုံးအကွက်လေးကိုတက်ချင်တဲ့အကွက်လေးမှာ click ထားပြီးတော့မှကျွန်တော်တက်ချင်တဲ့ကောင်းစင်ကျွန်တော်ဒီမှာရေးပြီးတော့မှထည့်လိုက်တယ်နော် April data ပဲထားပါတော့နော်။ April data ဆိုပြီးကျွန်တော်ကောင်းစင်လေးရေးလိုက်ပါတယ်။ဟုတ်ပြီအဲ့ခါမှာကြည့်လိုက်ပါ။ကျွန်တော်တက်လိုက်တဲ့ကောင်းစင်လေးကအပေါ်မှာတော့တက်သွားတာဟုတ်တယ်။ဒါပေမဲ့ကျွန်တော်ကဒီလိုပုံစံမလိုချင်ပါဘူး။ ဘယ်လိုပုံစံလိုချင်တာလဲဆိုတော့ကျွန်တော်တို့အောက်မှာရှိနေတဲ့ဒီမှာရှိနေတဲ့စင်ရင်းစရာတစ်ခုလုံးကြီးနဲ့တက်ဆိုင်တာဖြစ်တဲ့အတွက်ဒီစင်ရင်းစရာတစ်ခုလုံးကြီးရဲ့ခေါင်းစဉ်ဖြစ်တဲ့အတွက်ဒီစင်ရင်းစရာတစ်ခုလုံးကြီးရဲ့ဒီလိုအပေါ်မှာကျွန်တော်အလဲကောင်တက်တက်စင်တာမှာဒီလိုမျိုးအလဲကောင်တက်တက်မှာရောက်နေတာမျိုးကိုကျွန်တော်ကလိုချင်တာဖြစ်ပါတယ် အဲဒီတော့အလကောင်တက်တဲ့စင်တာမှာရောက်နေဖို့အတွက်ဆိုရင်ဘယ်လိုလုပ်ရမလဲပေါ့နော်။ဟုတ်ပြီအဆင်ကျွန်တော်ကဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီမှာရှိတဲ့ခေါင်းစဉ်ကိုဒီအောက်မှာရှိနေတဲ့ data တစ်ခုလုံးကြီးပေါ့နော် table တစ်ခုလုံးကြီးရဲ့အလကောင်စင်တာတက်တဲ့မှာရောက်သွားစေဖို့အတွက်ဆိုရင်ကျွန်တော်တို့မှာဒီမှာလောလောဆယ်မှာတော့ထိသုံးတစ်ခွက်မှာပဲသူကရောက်နေတာပေါ့နော်။ဒါလေးကိုကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ကိုရောက်ချင်တာကဒီအဆုံးအထိရောက်ချင်တာမလို့ဒီ၁၀ခွက်ဒီအားလုံးကိုကိုရောက်ချင်တဲ့အောက်ကရှိတဲ့စီရင်စရာနဲ့အညီပေါ့နော်။ဒီမှာကိုလိုချင်တဲ့အခွက်တီကျွန်တော်တို့ selection နေပေးလိုက်ပါတယ်။ ပြီးသားပြီးဆိုရင်ကျွန်တော်ကဒီမှာရှိနေတဲ့ဆဲကွက်ဒီအားလုံးရဲ့အလဲကောင်တက်တက်မှရောက်သွားစေချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘာရှော့ကလေးကိုတောင်းရမှာလို့ဆိုတော့ဒီ number 1 shot ကလေးကိုတောင်းရမှာဖြစ်ပါတယ် number 1 shot ကလေးကဘာလေးလဲဆိုတော့ကျွန်တော်တို့ရဲ့ keyboard ကနေပြီးတော့မှ order ရဲ့ h ရဲ့ m ရဲ့ m ရဲ့ကိုနှိပ်သွားရမှာဖြစ်ပါတယ်ဒါကိုလည်းကျွန်တော်တို့ပြန်နှိပ်ဆရာမလုပ်ဘူးเนาะတစ်လုံးချင်းနှိပ်သွားလိုက်လို့ရပါတယ် order h m m ဆိုပြီးနှိပ်ချလိုက်ပါတယ် ကြည့်လိုက်ပါဒါဆိုကျွန်တော်တို့ရဲ့ April data ဆိုတဲ့ဒီစာလေးခါကျွန်တော်ကခုနကလိုထိစုံတစ်ခွက်မှပဲတွားပြီးတော့ရောက်နေတာမျိုးမဟုတ်တော့ဘဲနဲ့ကျွန်တော်လိုချင်တဲ့အတိုင်းပဲအောက်မှာရှိနေတဲ့ဒီမှာစင်စရာတစ်ခုလုံးကြီးရဲ့အလဲကောင်ဆန္ဒတဲတဲကိုတစ်ခွက်ထဲနဲ့ရောက်သွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ခုနကလိုကျွန်တော်တို့ရဲ့စဲကွက်လေးတွေကလည်းပဲတစ်ခွက်ချင်းတစ်ခွက်ချင်းစီအကွက်တွေအများကြီးဖြစ်နေတာမဟုတ်တော့ဘဲနဲ့ဒီမှာ clinic ကြီးမှာစင်တွေ့ရပါလိမ့်မယ်တစ်ခွက်ထဲနဲ့အရှိကြီးမှာတစ်ခွက်ထဲနဲ့ဖြစ်သွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ် ကျွန်တော်လိုချင်တဲ့အတိုင်းပါပဲကျွန်တော်အောက်မှာရှိနေတဲ့ဒေတာလေးတွေရဲ့ခေါင်းစဉ်မှန်တခါလေးနဲ့ကြည့်လိုက်တာနဲ့တန်ပြီးတော့မှတင်ငနဲ့တည်တာသွားစေတာကိုကျွန်တော်တွေတွေ့ရမှာဖြစ်ပါတယ်ဒါလေးကလည်းအရင်ကောင်မှယူရှင်းပြီးတော့မှအသုံးဝင်တဲ့အရာလေးပါဟုတ်ပြီအဲ့ခါမှကျွန်တော်ဒီမှာ control set နဲ့ပြန်သွားလိုက်မယ်နော်ပထမတော့ကျွန်တော်ဘယ်လိုပုံစံလဲဆိုတော့ဒီမှာတစ်ခွက်ချင်းကြီးဖြစ်နေတယ်နော်ဆယ်ခွက်တည်းဒီမှာတစ်ခွက်ဒီမှာတစ်ခွက် ဒီမှာတစ်ခွက်ဒီမှာတစ်ခွက်နော်ပြီးတော့ဒီမှာဒီမှာတစ်ခွက်ဆိုပြီးတော့မှအဲ့လိုတစ်ခွက်ချင်းသိရှိနေရယ်နော်အဲ့ဒါကိုကျွန်တော်တို့ကခုနကလိုမျိုးကျွန်တော်လုံလိုက်ခြင်းအပြင်ကျွန်တော်တုံလိုက်တဲ့ short cut လေးကိုတုံလိုက်ပြီးဆိုတာနဲ့တန်းပြီးတော့မှဒါလေးကအလဲကောင်ဆန်တာမှရောက်သွားတယ်ပေါ့နော်ဟုတ်ပြီပြန်ပြီးသုံးကြည့်အောင်ကျွန်တော်ဒါလေးကို mask ကနေ clip ဖိပြီးတော့မှကျွန်တော်လိုချင်သလောက်ဒီ10ခွက်ဒီကျွန်တော် selection ပေးလိုက်ပါတယ်ပြီးပြီဆိုတာနဲ့ကျွန်တော်တုံမဲ့ short cut လေးက order hmm ပေါ့နော် order hmm ကိုနှိပ်လိုက်ပါတယ်။ဒါဆိုရင်ကြည့်လိုက်ပါ။ကျွန်တော်တို့ရဲ့ဒီကောင်းစင်တွေကအောက်မှာချင်းတွေ data စီရင်စရာရယ်အလဲကောင်းစင်တာတက်တက်လေးကိုရောက်သွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဒါလေးကလည်းရန်ကုန်လွယ်ကူရိုရှင်နဲ့နံပါတ်1 short cut လေးဖြစ်ပါတယ်။လုပ်ငန်းမှာလည်းတကယ်ကိုထိရောက်စေတဲ့ short cut လေးပါ။ဒါလေးကိုရသွားပြီဆိုရင်တော့ကျွန်တော်နံပါတ်3 short cut လေးကိုဆက်လက်ပြီးတော့မှလေ့လာပါမယ်။အဲ့ဒါကျွန်တော်ဒီမှာနံပါတ်3ကိုတွားလိုက်မယ်ပေါ့နော်။အခုနံပါတ်3မှာဆိုရင်ကျွန်တော်ဒီဘက်လီမှာ6%ဆိုတဲ့ဒီမှာရောင်းချတဲ့သူစီးရင်လေးတွေရှိပါတယ်။ ပြီးတော့သူတို့နာမည်လေးတွေနဲ့အတူဒီဘက်လေးမှာသူတို့ရောင်းချရတဲ့တိုတယ်စုစုပေါင်းစီအမောင်းရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီမှာကျွန်တော်ကဒီစင်းစရာကိုကျွန်တော်ကဘယ်လိုပုံစံပြန်လိုချင်တာလဲဆိုတော့ဒီဘက်လေးမှာကျွန်တော်ကပုံစံတစ်မျိုးနဲ့ထပ်ပြီးတော့လိုချင်တယ်ကျွန်တော်ဘယ်လိုပုံစံလိုချင်တာလဲဆိုတော့ကျွန်တော်ကဒီမှာစေးပါဆန်ကိုကျွန်တော်ယူချင်တယ်နော်စေးပါဆန်ကိုကျွန်တော်ကလစ်နဲ့ထားမယ်ပြီးတော့ဒီမှာ copy လေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီမှာကိုလိုချင်တဲ့ဒီအခွက်လေးမှာသွားချမယ်ဆက်ပြီးသွားနေဒီ home data ထဲရနေပဲเนาะဒီမှာ paste ဆိုတာလေးကိုတစ်ချက်လေးနှိပ်ပြလိုက်မယ်ဒီမှာ save ပါဆိုင်ရပြီ ပြန်ကျွန်တော်ကဈေးပါဆန်ကိုခုနကအတိုင်းဒီမှာမူလရှိနေတဲ့ဈေးရင်းတွေအတိုင်းဈေးပါဆန်ဆိုတဲ့ခေါင်းစဉ်လေးအောက်မှာဒီလိုမျိုးနာမည်တွေအားလုံးကိုဈေးပါဆန်ချောင်းချတဲ့သူတွေနာမည်အားလုံးကိုတန်းစီပြီးတော့မှလိုချင်တာမျိုးမဟုတ်ဘူးကျွန်တော်လိုချင်တဲ့ပုံစံကကျတော့ဒီမှာရှိတဲ့နာမည်တွေအားလုံးကိုကျွန်တော်ကဈေးပါဆန်ရဲ့ဒီလိုဘေးဒိုက်လေးမှာကျွန်တော်လာပြီးတော့ပေါ်တာမျိုးကိုကျွန်တော်လိုချင်တာဖြစ်တယ်ဟုတ်ပြီအဲ့ဒါကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ဈေးပါဆန်ဆိုတဲ့ခေါင်းစဉ်တော့ရပြီဒီမှာလူတစ်ယောက်နာမည်ပေါ့နော်ဒီမှာမင်းစင်လင်းလေးကိုဒီမှာကလစ်ထောက်မယ် ပြီးတော့ကျွန်တော်ဒီ home tag ကနေပဲဒီမှာ copy နော် control c control v နဲ့လည်းသွားလို့ရပါတယ်။ကျွန်တော်ဒီမှာ control c ကိုဒီမှာနှိပ် down mode ဆိုရင်ဒီ copy ကိုနှိပ်ဒီပြီးသားနဲ့ကိုလိုချင်တာကသူ့ရဲ့ base မှာမလို့ကျွန်တော်ဒီမှာ base လေးမှာ click တစ်ချက်ထောက်ပြီးတော့မှသွားမယ်။ပြီးရင်ကျွန်တော်ဒီမှာ home tag ထဲကနေပြီးတော့မှ base လေးကိုတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်။အဲကျွန်တော်လိုချင်တဲ့အတိုင်းပဲဒီမှာအောက်မှာမလာတော့ဘဲနဲ့သူ့ရဲ့ base မှာလာမယ်နော်။ပထမတစ်ယောက်ရပြီပြင်ဒုတိယတစ်ယောက်ကိုလည်းထပ်ပြီးတော့လောက်ချင်တယ်အဲ့တော့ဒုတိယတစ်ယောက်ကိုလည်းဒီမှာကျွန်တော်တို့ copy သွားယူမယ် copy ဒီမှာတစ်ချက်နှိပ်မယ်ပြီးတော့ကိုလိုချင်တဲ့ quality မှာထောင်းမယ်ပြီးတ ပြီးဒီမှာ paste ချလိုက်မယ်အဲ့လိုနေနေတာကျွန်တော်လုပ်နေမယ်ဆိုရင်ကျတော့ကျွန်တော်ဒီအချိန်တွေအများကြီးကုန်သွားမယ်ပေါ့နော်ခုတော့တော်တော်ကြာနေပါပြီအဲ့ဒါမှကျွန်တော်ကဒီလိုမျိုးတယောက်ချင်းနေသွားပြီးလုပ်နေမယ်ဆိုရင်ကျတော့အချိန်တွေအများကြီးကုန်သွားမှာပါပြီးရင်ကျွန်တော်ကစေးပတ်တန်တယ်မဟုတ်ဘူးဒီဘက်မှာရှိတယ်ဒီမှာရှိတယ်တူတယ်သူတို့ရဲ့ရောင်းရတဲ့စင်းရဲမှာတခါတည်းနဲ့တွဲပြီးတော့လောက်ချင်တာအဲ့မှာကျွန်တော်ကတော့ total sale လဲအလိုပဲကွာခေါင်းစဉ်ကိုတွားပြီးတော့မှဒီမှာ selection ပေးမယ်ပြီးတော့ဒီမှာ copy လေးတွားပြီးနှိပ်မယ်ပြီးတော့ save ဆက်အောင်မှလိုချင်တာမလို့ဒီမှာတွားပြီး click တစ်ချက်ပြတ်ထောင်းမယ်ပြီးကျွန်တော်ဒီမှာ paste ကိုပြန်နှိပ်မယ်ဒါကြောင့်ကျွန်တော်ဒီမှာ total ရပြီ ။အဲ့သူရင် amount ကိုလည်းလိုပဲကျွန်တော်ဒီမှာ control c နဲ့ copy ယူလာပြီ။ဒီမှာကိုလိုချင်တဲ့အကွက်လေးမေးစင်လင်းဆိုရင်မေးစင်လင်းရဲ့တန်တန်မှာသွားချပြီးတော့မှ control v နဲ့ချ။အဲ့လိုနေနေကျွန်တော်တို့ဒီမှာရှိသမျှ amount တွေအားလုံးလည်းလိုက်ပြီးတော့ဖြည့်နေမယ်ဆိုရင်လည်းအချိန်တွေကုန်သွားမယ်ပေါ့နော်။ဒါကြောင့်မို့ကျွန်တော်ကဒီလိုမျိုးလိုအပ်တဲ့ခါမှာဘယ်လိုလုပ်မလဲပေါ့။နံပါတ်3 shot ကလေးကိုကျွန်တော်ကလိုကူလိမ့်မယ်ဆိုတာနဲ့တုံးလိုက်မှာဖြစ်ပါတယ်။ control set နဲ့ကျွန်တော်ဒါရီအားလုံးပြန်ဖြတ်လိုက်မယ်နော်။ဟုတ်ပြီအဲ့ခါမှာကျွန်တော်ဘယ်လိုတုံးရမလဲဆိုတော့ကျွန်တော်လိုချင်တာကဒီခေါင်းစဉ်နေဒီ data တွေကိုကျွန်တော်က ခုနကလိုအရှိလိုက်တိုင်းပြမတယောက်ချင်းစီကိုတွဲပြီးတော့မှပြန်ပြီးလိုချင်တယ်။ဘဝနာမည်ဟမင်းနိုင်ဆိုရင်ဟမင်းနိုင်အောက်ကနေပြောမှသူရဲ့ဒီမှာရောင်းရတဲ့စုစုပေါင်းတွဲပြီးတော့မှမြင်ချင်တယ်။ဘေးစင်လင်းဆိုရင်ဘေးစင်လင်းရအောင်မှသူရဲ့ရောင်းရတဲ့ဒီတိုတယ်ကိုတန်းပြီးတော့တွဲပြီးမြင်ချင်တယ်။စနပ်ပုံစံမျိုးလိုချင်တာပေါ့နော်။အဲ့မှာကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့အရင်ဆုံးကျွန်တော်တို့ရဲ့ data စီရင်စရာအားလုံးကိုအားလုံးကိုလိုချင်တာမျိုးကျွန်တော်အားလုံးကို selection ပေးလိုက်ပါတယ်။ပြီးရင်ကျွန်တော်ဒီမှာ home tag ကိုသွားပြီးရင်ကျွန်တော်ဒီမှာ copy လေးရှိရနော်။ copy ကိုတစ်ချက်နှိပ်ပြီးတော့မှ copy ယူလိုက်မယ်။ ပြီးတော့ထားဖို့ကိုယ်ပင်နာမှလိုချင်တာလည်းပေါ့ကိုလိုချင်တာကခုနကလိုကျွန်တော်ဒီဘေးမှလိုချင်တာမလို့ဘေးအကွက်လေးမှာကလေးထောက်ထားမယ်ပြီးရင်ကျွန်တော်နံပါတ်3 shortcut လေးကိုတောင်းมาဖြစ်ပါတယ်။နံပါတ်3 shortcut လေးကဘာလဲလဲဆိုတော့ order ရယ် e ရယ် s ရယ် e ရယ်ပါဒါကိုလည်းတလုံးချင်းနေနေတော့มาဖြစ်တယ်เนาะ order e s e ကိုနေလိုက်ပါတယ်။ order e s e ကိုနေပြီးတော့အနေကျွန်တော်တို့ keyboard ကနေပြီးတော့มา enter ဆိုတဲ့ခလုတ်လေးရှိပါတယ်။ enter ကိုတစ်ချက်လေးနေပြီးလိုက်ပါ ဒါဆိုရင်ကြည့်လိုက်ပါ second menu တွင်မှာကျွန်တော်လိုချင်တဲ့အတိုင်းလေးပဲစေပါစံစေပါစံတွင်သူ့ရဲ့ရှိတဲ့ဝန်ထမ်းတွေရဲ့နံပါတ်တွေကိုဒီမှာသူ့ရဲ့ဘေးလေးမှာတွဲပြီးတော့မှပြပေးသွားတယ်ပြီးဒီအောက်ကနေမှဒီမှာသူတို့ရောင်းရတဲ့ total sales ကိုဒီမှာတခါလေး ਨੇ အလုံးကိုအစားအနေအဆုံးထိတွဲပြီးတော့ပြပေးသွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲကမှကျွန်တော်လိုချင်တဲ့နံပါတ်ဒီမှာ amazing link မှာဆိုရင်ဒီမှာ delay 4ဆိုတဲ့တလောက်ပို့ရောင်းရတယ် ်လာပို့ရပါတယ်နော်အမှဒီမှာလည်းအလိုပဲမေးစင်လေးမှာဒီမှာတွဲပြီးတော့မှတခါလေးနဲ့ကျွန်တော်ကြည့်လို့ရသွားပါပြီဒီမှာဟန်မင်းနိုင်ဆိုင်နဲ့ဒီမှာတွဲပြီးတော့မှအားလုံးကိုဒီမှာကျွန်တော်လိုချင်တဲ့အတိုင်းလေးပဲအရှိလိုက်တိုင်းလေးတွဲပြီးတော့မှရသွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့ကျွန်တော်ခုနကလိုမျိုးကျွန်တော်တို့ဒီ control c control v နဲ့နော် copy တွေလုပ်မယ် paste တွေလုပ်ပြီးတော့မှလုပ်နိုင်မယ်ဆိုရင်ကြတော့အချိန်တွေအများကြီးကြာသွားမှာပါ။အဲ့တော့ကျွန်တော်ဒီ number 3 shortcut လေးကိုသုံးလိုက်ခြင်းအပြင်ဆိုရင် second man လေးအတွင်းမှာကုလိုချင်တဲ့ပုံနဲ့အတိုင်းကျွန်တော်စဉ်းစားကိုရရှိသွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဒါလေးကတော့ number 3 shortcut လေးပဲဖြစ်ပါတယ်။ ဒါဆိုရင်ဒီသင်ခန်းစာမှာလေ့လာခဲ့ရတဲ့ဒီမှာ shortcut number 1ကနေပြီးတော့မှ 3D တီကိုအားလုံးနားလည်မယ်လို့ပြောလဲပါတယ်။ဒီ shortcut လေးတွေကလုပ်ငန်းကမှမေဆွေတို့အတွက်တကယ်ကိုအကျိုးဖြစ်မယ်လို့အကျိုးရှိမယ်လို့လည်းယုံကြည်ပါတယ်။သင်ခန်းစာလေးကအကျိုးရှိတဲ့ဆိုရင် video လေးကို like လေးနဲ့ခက်ပေးပါ။ comment လေးမှာလည်းရေးခက်ပေးပါခင်ဗျာ။ကျွန်တော် YouTube channel လေးကိုလည်း subscribe လေးလုပ်ခက်ပေးပါ။အခုလိုမျိုး Microsoft Excel ကိုအခြေခံကနေစတင်ပြီးတော့မှစနေကြနဲ့ကြွမ်းကျင်သွားတက်ရောက်ခြင်းနဲ့ဆိုရင်လုပ်ငန်းခွင်မှာစနေကြနဲ့ကြွမ်းကျင်သွားအသုံးပြုခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ Microsoft Special Online Course လေးကိုတက်ရောက်နိုင်ပါတယ်။ ပုံမှန်တင်တန်းကြီး6900ကျပ်စာယခုလအတွင်းမှာအထူးတင်တန်းကြီး3000ကျပ်ထည့်ပြင်ကျွန်တော်လက်ခံပေးနေတာဖြစ်ပါတယ်။ဒါကြောင့်မို့တင်တန်းလေးကိုတရားပုဂ္ဂိုလ်လက်ပေးကြပါရခင်ဗျာ။တင်တန်းလေးကိုတရားကျင်နေဆိုရင်တော့ Dedidos Commuter Bike ဟမ်မဲနိုင်ဆိုတဲ့ Facebook Page Messenger မှာတင်နေအလို့ရပါတယ်။ဒီဗီဒီယိုလေးရဲ့ပုံမှန်ပါတဲ့ဖုန်းနံပါတ်လေးကိုလည်းဆက်သွယ်လို့ရပါတယ်။အဲ့ဒီဖုန်းနံပါတ်လေးရဲ့ Viber နဲ့ Telegram Channel တို့မှာလည်းတင်နေအလို့ရပါတယ်ခင်ဗျာ။ဒီသင်ခန်းစာလေးမှာနားမလည်တာမရှင်းတာရှိမယ်ဆိုရင် comment လေးမှာရေးခဲ့ပေးပါ။နောက်ထပ်သင်ကြားပေးသင့်တဲ့သင်ခန်းစာလေးတွေတည်ချင်တဲ့မေးခွန်းလေးတွေရှိမယ်ဆိုရင် comment လေးမှာရေးခဲ့ပေးပါခင်ဗျာ။ကျွန်တော်ပြန်ပြီးတော့မှဖြေချပေးသွားပါမယ်။ဒါပြဆိုနေတဲ့ရည်လေးကိုမြန်တဲ့ထောက်ရမစနေကြပါစေ။အားလုံးကိုစိတ်နှပြချမ်းသာကြပါစေခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။